ကျွန်တော်70 pro man set နောက်တကားထပ်ရိုက်အောင်ဖိတ်ပြမယ်ဖိတ်ပြမယ်ကျွန်တော်ရုပ်ရှင် industry တွေကလူတွေကိုလည်းဖိတ်ပြမယ်နောက်တော့အပြင်ပြိတ္တတဲ့ဟာစိတ်ဝင်စားတဲ့မျိုးတွေရှိရင်လည်းကျွန်တော်ဖိတ်ပြမယ်ဒီတစ်ခါ shooting ကတော့ဟိုတနေ့စာတနေ့စာ run နဲ့ shooting မဟုတ်တော့ဘူးလေတကယ်ရုပ်ရှင်ကားကြီးတကားအတိုင်းကျွန်တော်အကုန်ပြင်ဆင်ပြီးရိုက်မှာဆိုတော့အဲဒီကြောင့်ကျွန်တော်ဖိတ်ပြပါမယ် အခုလည်းရုပ်ရှင်ကားကြီးပဲရိုက်ခဲ့တာပဲလေဟိုကတော့7နှစ်နာရီနဲ့အပြီးရိုက်ခဲ့တာဒီတခါကတော့ကျွန်တော်ရုပ်ရှင်ကားကြီးအတိုင်းအချိန်ယူပြီးရိုက်မဲ့ဟာဖြစ်တဲ့အတွက်အကုန်လုံးကိုကျွန်တော် shooting ကိုတရက်အလိုမျိုးဖိတ်ပြမယ် lighting တွေဘလို့တုံးတယ်ဆိုရဲဟာ၄နောက်ခုနပြောသလို iPhone တချို့ကလည်းမေးကြတယ် iPhone နဲ့ရိုက်တာ monitor ဘလို့ကြည့်လဲပေါ့ monitor ကြည့်လို့ရတယ်လေခုနကကျွန်တော်ပြတဲ့ software ထဲမှာခုနကကျွန်တော်ပြတဲ့ application ထဲမှာ လေးလုံးစာ device လေးလုံးစာကိုတခါတည်းကျွန်တော်ဒီကနေထိုင်ကြည့်လို့ရတယ်။ထိုင်ကြည့်လို့ရတာအပြင်ကိုဒီကနေဒီပြီးတော့ဒီကင်မရာကိုလှမ်းပြီးတော့ control လုပ်လို့ရတယ်။ချိန်လို့ရတယ်။ဒီကင်မရာရဲ့ဟိုဘယ်လိုပြောလဲ white balance exposure အကုန်လုံးချိန်လို့ရတယ်။ဆိုတော့ဘာလို့ကျွန်တော်တို့မလုပ်အောင်ပါလဲ။ sensor ရုပ်ရှင်ရုံမှာကျွန်တော်ပထမဆုံး iPhone နဲ့ရိုက်ထားတဲ့အယူတွေကိုပြန်ကြည့်လိုက်ရတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်ဝါဆိုဖြစ်သွားတယ်။ iPhone နဲ့ရိုက်ထားတဲ့အယုတ်တွေကဒီလိုပိတ်ကားပေါ်အထိ quality ခံနိုင်တယ်ကောင်းတယ်ဆိုတော့ပြန်မြင်လိုက်ရတဲ့အချိန်မှာအရန်ချိန်တ်သွားတယ်ဆိုတော့ဆန်ဆန်ကြည့်တယ်ဆိုတော့သူကဇာလန်းကြီးပဲကြည့်တာမဟုတ်ဘူးလေဇာကားရဲ့အယုတ်အတန်အရေးသွေးကိုလည်းကြည့်တယ်နောက် TV လေးနဲ့ကြည့်တာမဟုတ်ပိတ်ကားကြီးနဲ့ကြည့်တာရုပ်ရှင်ရုံပိတ်ကားဆိုင်အတိုင်းကြည့်တာဆိုတော့ iPhone နဲ့ရိုက်ထားတဲ့အယုတ်တွေကဒီပိတ်ကားပေါ်အထိတကယ်သွားလို့ရခဲ့လို့ကျွန်တော်မင်းတို့ထွက်ရဲရစားဆန်ဆန်ကြလာတာပေါ့ ကျွန်တော်ကတော့ဘယ်လိုပြောမလဲဘာမှမလုပ်ပဲဒီတိုင်းမျောလိုက်နေရတဲ့အခြေအနေမျိုးမကြိုက်ဘူးဒီလာဟိုရှူတင်တစ်ခုကကျွန်တော်အတွက်စိတ်လှုပ်ရှားစရာကောင်းခြင်းလေရှူတင်ကနေပြီးတော့အသက်တစ်ခုအမြဲတမ်းဖြစ်စေခြင်းလေကိုရိုက်တဲ့ကားတွေအတွက်ကိုကိုရိုင်းကဒီရှူတင်ကိုသွားဖို့တက်ကြွနေခြင်းလေပျော်နေခြင်းလေဒီရှူတင်မှာငါဘာတွေအသက်တွေဖန်တီးမယ်ဆိုရဲစိတ်မျိုးနဲ့ရှူတင်သွားရတာမိုက်တယ် တခါလာဒါတခါလာဒါတခါလာဒီမျက်နာတွေနဲ့ဒီအိုင်တင်တွေပဲဆိုတာကပြိဿမပြောနဲ့ဖန်ပြီးနေတဲ့သူတွေရောသူတို့ကိုယ်တိုင်တကယ်ပြောလားကျွန်တော်တော့မထင်ဘူးအခုကျွန်တော်စီနီမာလန်စီဖုန်းနဲ့ကြိုက်တဲ့စီနီမာလန်စီမာထားအမေဇုန်ကနေမာထားကျွန်တော်စီမှာရောက်ပြီကျွန်တော်70 Pro Max နဲ့နောက်တကားထပ်ရိုက်အောင်မယ်ဒါမှမဟုတ်ဒီတစ်ခါကတော့ကျွန်တော်ဖွက်ထားပြီးတော့ရိုက်เสียမလို့တော့ဘူး ရှူတင်ကိုလည်းကျွန်တော်ဘလူဂီယာစေးသုံးတယ်လိုက်တင်မက်တီရီယာစေးဘလူတွေသုံးတယ်ဆိုတာတွေကိုအကုန်လုံးဖိတ်ပြတယ်ပြီးတော့တခါတည်းထိုင်ကြည့်သွားဒါကို iPhone ဆိုတာကိုဖိတ်ပြအောင်ကျွန်တော်ရိုက်ကြည့်ပြီးတဲ့အချိန်မှာတော့ကျွန်တော်စမ်းရိုက်ကြည့်တဲ့အချိန်မှာတော့ကင်မရာကအာ16 Pro Max ထက်အများကြီးကောင်းတယ်ဆိုတော့16 Pro Max နဲ့တုန်းကတော့ကျွန်တော်မင်းတို့ထွက်ရရစာကိုရိုက်ခဲ့တယ်ဆိုရင်17 Pro Max နဲ့ကျွန်တော်နောက်တကားမှာဖြစ်လို့မရရပါဘူး အဲ့ဒါတော့လိုပါသေးတယ်အဲ့ဒါတော့ကျွန်တော်အချိန်တစ်ခုယူလို့မယ်ကျွန်တော်ပြင်ဆင်စရာရှိရလေးပြင်ဒါပေမဲ့တစ်ခုရှိတယ်ကျွန်တော်ကမင်းတို့ထွက်ရရစားတော့ကတော့ကျွန်တော်က iPhone 12လုံးနဲ့ရိုက်တာအပြင်တကယ်12နာရီအတွင်းရိုက်ရတာဆိုတော့လေဈာမှာဟိုကျွန်တော်အချိန်လူပြီးလောက်ရတာမျိုးတွေတော့ရှိတယ်ဘယ်သူမှလည်းဖိတ်ပြဖို့အချိန်လည်းမရှိဘူးတရက်စာ schedule တွေဝင်အောင် run တာ哦ဆိုတော့ဒီတစ်ခါ17 Pro Max ရိုက်ဖြစ်လို့ရှိရင်တော့အကုန်လုံးကိုကျွန်တော်ဖိတ်ပြမယ် Cinema Lens တွေ တက်ပြီးတော့ဘယ်လိုလုပ်လို့ရတယ်ဆိုတာကိုကျွန်တော်ပြမယ်ဟို lighting material စေဘယ်လိုသုံးလို့ရတယ်ဥပမာကျွန်တော်တို့ digital slate ပေါ့နော် digital digital slate မှာအခုဒီရဆိုလို့ရှိရင်အခုဒီမှာ iPad မှာဆိုလို့ရှိရင်ကျွန်တော်တို့ဥပမာတချို့ကလည်းမေးကြတယ် iPhone နဲ့ရိုက်တော့ monitor ဘယ်လိုကြည့်လဲတဲ့ monitor ကြည့်လို့ရတယ် iPhone နဲ့ဒီကျွန်တော် iPad နဲ့ကိုကျွန်တော် wireless ချိန်ပြီးတော့ iPhone နဲ့ရိုက်ထားတဲ့အရုပ်ကိုကျွန်တော် ဒီ application မှာကျွန်တော် wireless monitor ကြည့်လို့ရတယ်ဆိုတော့ monitor ကြည့်လို့ရတာအပြင်ဒီ iPhone နဲ့ရိုက်တဲ့ camera setting ကိုကျွန်တော်ဒီ iPad ကနေလှမ်းပြီးတော့ control လုပ်လို့ရတယ် exposure chainer တွေ white balance ပါအကုန်လုံးကိုကျွန်တော်ဒီကနေ iPad ကနေလုပ်လို့ရတယ်ဆိုတော့အားသာချက်တွေအများကြီးပါပဲကျွန်တော်ရိုက်ဖြစ်တဲ့အချိန်ကျရင်ကျွန်တော် shooting ကိုဖိတ်ပြပါမယ်နှမျိုးစလုံးပါ iPhone ယူသလိုလောက်တာလည်းပါတယ်။ Now လူငယ် Flamaker တွေအတွက်လည်းအားတစ်ခုဖြစ်စေချင်တာလည်းပါတယ်။ဓာတ်ပုံရိုက် Facebook သုံးမယ်ဆိုရင်တော့လည်းဝယ်မနေနဲ့တော့ဓာတ်ပုံရိုက်ရုံတက်တက်ဒီ Facebook Social Media သုံးရုံတက်တက်ဆိုလို့ရှိရင်တော့17လည်းမလို့16လည်းမလို့ iPhone လည်းမလို့ရတယ်။သူ့အတွက်ဘာပဲဖြစ်ဖြစ်အဆင်ပြေတယ်။တော်သိရုံကင်မရာကောင်းတဲ့ဟာတစ်ခုဆိုရင်သူအလုပ်လုပ်လို့ရပြီ။ SOC တော့တော်သိကိုကောင်းတဲ့ SOC လောက်ဆိုသူ့အတွက်အဆင်ပြေနေပြီဖိတ်ပြမယ်ဖိတ်ပြမယ်ကျွန်တော်ရုပ်ရှင် industry တွေကလူတွေကိုလည်းဖိတ်ပြမယ်နောက်တော့အပြင်ပြိတ္တတွေကစိတ်ဝင်စားတဲ့မျိုးတွေရှိရင်လည်းကျွန်တော်ဖိတ်ပြမယ်ဒီဒီကာ shooting ကတော့ဟိုတနေ့စာတနေ့စာ run နဲ့ shooting မဟုတ်တော့ဘူးလေတကယ်ရုပ်ရှင်ကားကြီးတကားအတိုင်းကျွန်တော်အကုန်ပြင်ဆင်ပြီးရိုက်မှာဆိုတော့အဲဒီကြာရင်ကျွန်တော်ဖိတ်ပြပါမယ် အခုလည်းရုပ်ရှင်ကားကြီးပဲရိုက်ခဲ့တာပဲလေဟိုကတော့7နှစ်နာရီနဲ့အပြီးရိုက်ခဲ့တာဒီတခါကတော့ကျွန်တော်ရုပ်ရှင်ကားကြီးအတိုင်းအချိန်ယူပြီးရိုက်မဲ့ဟာဖြစ်တဲ့အတွက်အကုန်လုံးကိုကျွန်တော်ရှူတင်ကိုတရက်အဲ့လိုမျိုးဖိတ်ပြမယ် lighting တွေဘလို့၃နယ်ဆိုရိုင်းဟာ၄နောက်ခုနပြောသလို iPhone တချို့ကလည်းမေးကြတယ် iPhone နဲ့ရိုက်တာ monitor ဘလို့ကြည့်လဲပေါ့ monitor ကြည့်လို့ရတယ်လေခုနကကျွန်တော်ပြတဲ့ software ထဲမှာခုနကကျွန်တော်ပြတဲ့ application ထဲမှာလေးလုံးစာ device လေးလုံးစာကိုတခါတည်းကျွန်တော်ဒီကနေထိုင်ကြည့်လို့ရတယ် ထိုင်ကြည့်လို့ရတာအပြင်ကိုဒီကနေဒီပြီးတော့ဒီကင်မရာကိုလှမ်းပြီးတော့ control လုပ်လို့ရတယ်ချိန်လို့ရတယ်ဒီကင်မရာရဲ့ဟိုဘယ်လိုပြောလဲ white balance exposure အကုန်လုံးချိန်လို့ရတယ်ဆိုတော့ဘာလို့ကျွန်တော်တို့မလုပ်အောင်ပါလဲကိုကြိုက်တာကိုရိုက်ပေါ့ဗျာဒါတော့ပြဿနာမရှိပါဘူးကိုကကင်မရာကြိုက်ရင်ကင်မရာနဲ့ရိုက်ပေါ့ကျွန်တော် iPhone နဲ့ကြိုက်တယ် iPhone နဲ့ရိုက်ပေါ့ဒါပါပဲ